မင်္ဂလာပါဗျာကျွန်တော်တို့ဒီနေ့အိမ်တော်ရေး page ကနေပြန်လဲခြုံဆိုလိုက်ပါတယ်အိမ်တော်ရေးကျောင်းလေးထိထိတင်ဆက်ကြည့်တာဗောလေအိမ်တော်ရေးမှာခန်းစားချက်တွေရှိတယ်အဓိကကြတဲ့ခန်းစားချက်က၃မျိုးရှိတယ်အဲပထမတစ်ခုကတော့အပြန်လဲချစ်ခင်ကျင်နာမှုကိုခေါ်တာနောက်ခန်းစားချက်တစ်ခုကတော့အပြန်လဲထောက်ပံ့မှု အားပေးမှုလို့လည်းပြောလို့ရတယ်နောက်ဆုံးခန်းစားချက်ကြတော့လူမသိစေခြင်းနဲ့ ယောက်ျားရဲ့လှုပ်ဝက်ချက်ဒါမှမဟုတ်ဘူးဆိုရင်မိန်းမရဲ့လှုပ်ဝက်ချက်ကိုထိမ့်သိမ့်တင်းစီပေးထားတာပဲဖြစ်တယ်။ဒီနေရာမှာဆီယာမ99စနေဘာသာပြန်ထားတဲ့ story လေးတစ်ပုဒ်ကိုရှင်းပြခြင်းလေး။ယောက်ျားအလုပ်ပြုတ်သွားတယ်။ဒါပေမဲ့မိန်းမလို့သူမပြောဘူး။အလုပ်သွားတဲ့နေ့တွေလိုပဲယောက်ျားဖြစ်သူကအချိန်မှမဲ့အိမ်ကားထွက်တယ်။အချိန်မှအိမ်ပြန်လာတယ်။အလုပ်မှာမန်နေဂျာအစ်စ်ကတိတ်တဘောကောင်းတာ။ အခုမှကြောင်းပြီးအလုတ်ဝင်တဲ့ကောင်မလေးကလည်းဘလောက်လှတယ်ဆိုပြီးမိန်းမကသူ့ရဲ့လှုပ်ချန်ဇလန်းကိုပြောပြသေးတာပေါ့လေမိန်းမကတော့သူ့နှစ်ရွက်ကိုလိန်ပြီးရှင်သရီထားတော့လို့ခက်ရွတ်ရွတ်ပြောတယ်သူ့အလုတ်သွားဖို့ပြန်တော့မိန်းမကသူ့ကိုဆွဲပြီးအင်ကြီးကော်လန်လေးတွေပြင်ပေးတတ်တယ်အလုတ်အိတ်လွယ်ပြီးဘတ်စကားပေါ်သူတိုးဖွဲ့ပြီးတတ်သွားတာပေါ့လေအဲ့ဒီနောက်သုံးမှတ်တန်တော့မှသူဆင်းတယ်ပန်းကျင်ကခုကခုံတန်းရှိမှပူပန်နေတဲ့မျက်နှာနဲ့ခိုးတွေကိုတဏီကုန်သူထိုင်ကြည့်တာပေါ့လေ ညနေရောင်တော့ပြုံးပြုံးရှင်ရှင်နဲ့သူအိမ်ပြန်လာတယ်။တကောက်ခောက်ပြီးအလုတ်ကပြန်လာပြီးဟေ့လို့သူကအော်ဒတ်တယ်။၅ရက်လောက်သူအဲ့ဒီလိုလုပ်ခဲ့တယ်။၅ရက်အကြာမှာပြီးလက်မြေစိတ်ယုံငယ်တစ်ခုမှယာယီအလုတ်တစ်ခုသူရှားလိုက်တယ်။အဲ့ဒီအလုတ်ဝင်ချင်ကအချိန်နေတော်တော်ဆိုးတယ်။ဖုံတွေအမြဲရှူနေရလို့သူ့လက်ကြောင်းကတစ်ချိန်လုံး၆ကတ်နေတယ်။အလုတ်ကပင်ပန်းလုံးတာကြောင့်အလုတ်လုတ်ရင်သူ့တကူလုံးချွေးတွေရွှဲနေနေတယ်။ အလုံသမားခေါင်းဆောင်ကမင်းကအလုံချမ်းမလုံနိုင်ဘူးမင်းခံတော်ကမခံနိုင်ဘူးလို့ပြောတယ်လုံနိုင်တယ်လို့သူကပြောပြီးအန်ချိတ်လောက်တာပေါ့လေခြေတွေလက်တွေကရုံကရင်တွေဖြစ်လာတယ်ဖုံအလေးလေးနဲ့သူကအတော့ဝင်ပြီးမောပန်းလွမ်းနေနေတဲ့ရွှေရုပ်တစ်ခုလိုဖြစ်နေတာပေါ့လေအလုံစင်ဆွေုံမရေချိုးအိမ်ကထွက်လာတော့ကဝတ်ထားတဲ့အင်းကြီးကိုတတရရပြန်ဝက်ပြီးရင်တော့သူအိမ်ပြန်လာပေါ့အိမ်ရောက်ရင်အလုံကပြန်လာပြီးဟဲ့လို့သူကဩတယ် မိမတကားအပြေးလာဖွင့်တယ်။အိမ်ထဲကဟင်းနန်းသူ့ကိုစိတ်သက်သာရကြည့်တယ်။ညစာစားတော့မိမအလုတ်အစင်ပြေလာလို့သူ့ကိုနေတယ်။ပြေတယ်ပေါ့။ကျောင်းပိစာအလုတ်ဝင်လာတဲ့ကောင်မလေးကလည်းရိုးရိုးအားအားလေးလို့သူကခဏနောက်နောက်ပြန်ပြောတယ်။မိမတော့ညူညူဆူဆူနဲ့သူ့ပကံနဲ့မှုန်ရွက်ဟင်းခတ်ထည့်ပေးတာပေါ့လေ။ရေဆူပြီးရေချိုးမလားလို့မိမမေးတော့ချိုးလာခဲ့ပြီ။အလုတ်ကတငယ်ချင်းတွေနဲ့ရေပူသွားဆင်ခဲ့တယ်လို့သူပြန်ပြောတယ်။တချင်းချင်းမိမပကံစီးတယ် ယောက်ျားတော့တော်သေးတယ်ငါလိန်နာတွေသူမရိပ်မိလို့ဆိုပြီးအတွေ့ထဲမှာမျောနေတာပေါ့တနေ့ကပင်မန်းလာတော့ပင်မန်းလာလို့သွားပြန်တိုက်ပြီးသူအိပ်ရဝင်တယ်ဘီလက်မြေဆက်ရုံမှာသူအလုပ်ဝင်တာရက်ပေါင်း20ကျော်ပြီလောက်ကုန်တော့မယ်သူရတဲ့လစာလေးနဲ့မိမမရိပ်မိအောင်သူဇလန်းနေဆင်နိုင်ပါမလားအဲ့ဒီညညစာစားပြီးတဲ့နောက်မိမက ရုတ်တရက်ရှင်ခုလုံးနေတဲ့ကံမီကနေအလုပ်ထွက်လိုက်ပါလားကျမသိတဲ့ကံမီတခုကအလုပ်ခန့်နေတယ် အဲ့ဒီအလုပ်ကရှစ်မှာရှိတဲ့အရေးချင်းနဲ့လုံးဝပိုကိုက်တယ်။ interview တော့ဖြစ်ကြည့်ပါလားလို့ပြောတာပေါ့လေ။ "तू ဝမ်းတော့တာသွားပြီမယ်။ဘာလို့အလုပ်ပြောင်းမလဲကွာ"လို့ပြန်ပြောတယ်။ဒီကုမ္ပဏီကပတ်ဝန်းကျင်ကလည်းကောင်းတယ်။လောက်စားကလည်းမစိုးဘူးလို့မိန်းမကပြန်ပြောတယ်။နောက်တနေ့မှ तू interview တော့ဖြစ်တော့အလုပ်ရသွားတယ်။အဲ့ဒီနေ့မှာယောက်ျားကအချိန်တော်ကြာစဉ်းစားကန်းဝင်နေမိတယ်။ तू ဖြစ်ပြသမျှကိုသူ့ရဲ့မိန်းမမရိပ်မိပဲမနေဘူးဆိုတာ तू သိတယ်။ ီလက်မြေစိတ်ယုံမှာအလုဆားလုတဲ့နေ့အလုပြောက်အလုပြုတ်သွားတဲ့နေ့ကလေးကမိမကတိပိသားနေမှာပေါ့လေမိမရိပ်မိသွားတာကလက်ပြမလုံးနဲ့သူ့မျက်လုံးလေးချောင်းလားမောပန်းတွန်းနေနေတဲ့သူ့ခန္ဓာကိုယ်ချောင်းလားဒါမှမဟုတ်စီးနေကြဘတ်စကာသူမစီးတာကိုပြတင်းပေါက်ကနေမိမမြင်လိုက်သလားဒါမှမဟုတ်ပော့ပါတရောင်ဟန်ဆောင်တဲ့သူ့အဖြူမူတွေကလွန်လွန်ကဲကဲများဖြစ်နေလို့လား မိမောလှဲစားဖို့သူဇလန်းဖွဲ့နိုင်ပြီမဲ့အသေးစိတ်နဲ့မိမတယောက်ကိုတော့ယုံအောင်သူပြောမပြနိုင်ဘူးလေတကယ်တော့တဖတ်သားကိုနတ်နတ်နေနေချစ်နေသူတယောက်ကိုဘာမှလိန်ညာဖုံးကွယ်လို့မရနိုင်ပါဘူးဒီရပောင်း20ကိုယောက်ျားပြန်စင်းစားကြည့်မိလိုက်တယ်ထမင်းဝိုင်းမှာနေ့တိုင်းမိုးနှရွက်ကြွဥကြော်ဟင်းပါတယ်မိုးနှရွက်ဆိုတာအစိုးအတွက်ကောင်းတယ်ဆိုတာယောက်ျားကသိတယ်ဖုံမှုတ်အညစ်အကြေးကြားမှာအလုံးလုံးတဲ့သူ့အတွက်မိုးနှရွက်ဆိုတာလူတယ်လေး တခါတလေမိမကသူ့ကိုတစ်တော်သီးကိုနှစ်စွန်းစားစားခိုင်းတတ်သေးတယ်။ဒါကလည်းမိမအသေးစိတ်ဂယုတစိုက်လို့ပေးတာတွေပဲလို့သူတွေးမိတယ်။ပြီးတော့မိမကဒီရက်ပိုင်းမှာသူပင်ပန်းမမသိလို့ဇလွန်းသွဲတွေကိုအတူကြည့်ဖို့မခေါ်တော့ဘူး။သူအကြောင်းမိမအစောကြီးခရက်ကရိပ်မိတယ်ဆိုတော့ယောက်ျားရှုံသွားတယ်။သူ့အတွက်လိုတာတွေမိမတိတ်တိတ်လေးလုပ်ပေးနေတယ်။တပြစ်တော့တော့ဘာမှမပြောဘူး။ အလုတ်ကန်အထုတ်အထိတ်ရောက်နေတဲ့ယောက်ျားကရုတ်တရက်အလုတ်ပြုတ်ပြီးပတ်စံတပြားမှမဝင်တော့ဘူးဒါကလှုပ်ဝှက်ချက်တစ်ခုဖြစ်တယ်သူလှုပ်ဝှက်ချက်ကယောက်ျားရဲ့လှုပ်ဝှက်ချက်ဖြစ်တယ်လို့မိန်းမရဲ့လှုပ်ဝှက်ချက်လည်းဖြစ်တယ်ဒါကိုမိန်းမကအန်ကျိတ်ပြီးလှုပ်ဝှက်ထားတယ်ဒီလှုပ်ဝှက်ချက်ကိုဘယ်သူမှမသိစေရဘူးလှုပ်ဝှက်ချက်ကိုဖန်တီးတဲ့ယောက်ျားအပါဝင်ပေါ့ဝရဏာမရက်ပြီးမျိုးရဲ့ညမြင်ကွင်းကိုငေးကြည့်နေယောက်ျားမျက်ရည်ကျမိတယ် ဒါကဆီယာမ99ဆယ်နေပါသာပြန်ထားတဲ့ story လေးတမှုဖြစ်ပါတယ်တကယ်လို့ဖတ်ပြတာကလုံးဝအစိမ့်မပြေဖြစ်တဲ့ဆိုရင် comment မှာအာမနာတော့ဝေဖန်နိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်